မင်္ဂလာပါရှင်။ဧပြီလ6ရက်တနင်္ဂနွေနေ့ရက်ရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့အင်းစိန်မြို့နယ်တွင်အခြေခံဂျပန်ဘာသာစကားသင်တဲ့အခမဲ့ဖွင့်လှစ်တဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအင်းစိန်ခရိုင်ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယအခြေပြုဗဟိုဌာန Community Center တွင် တက္ကသိုလ်အဆင့်အခြေခံပညာအဆင့်နဲ့ကျောင်းပြင်ပလူငယ်လူရွယ်များအတွက်အခြေခံဂျပန်ဘာသာစကားသင်တန်းကိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အင်းစိန်မျိုးနှင့်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီးဖွင့်လှစ်ကြောင်းသိရပါသည်အဆိုပါတင်နန်းကိုမတ်လ28ရက်မှ မေလ10ရက်ထိဖွင့်လှစ်ပြီးအင်းစိန်မြို့နယ်ဂွန်ဂျပန်တင်နန်းကျောင်းမှနီးပြဆရာမတော်ချောစုစုကသင်ကြားပေးကြောင်းနဲ့စိတ်ပါဝင်စားသူလူငယ်များတက်ရောက်ကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ခင်းနှင်းချီကပေးပို့လာတာပါ။ ဆက်လက်တင်ဆက်ပေးမှာကတော့ကိုညံကုံတွင်ခလေးလူသမားပပျောက်၏အသိပညာပေးဟောပြောတဲ့တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရန်ကုန်တောင်ပိုင်းခရိုင်ကွန်းချံကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်ပြုလုပ်တဲ့ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကိုဧပြီ5ရက်နေ့နံနက်ပိုင်းကကွန်းချံကုန်းမြို့နယ်လူမှုအခြေပြုဗဟိုဌာန Community Center ခန်းမမှာပြုလုပ်ကြောင်းသိရပါတယ်။အဆိုပါဟောပြောပွဲတွင်ကလေးအလုပ်သမားဆိုင်ရာတားမြစ်ချက်များအပြည့်ပြည့်ဆိုင်ရာပြဋ္ဌာန်းချက်များအလုပ်ရှင်များအတွက်ကလေးတငယ်အခွင့်အရေးဆိုင်ရာများ ကလေးလူသမားပပပြောက်ရေးရှင်မဲချက်၃ရက်တို့ကိုမြို့နယ်မြို့သမီးအဖွဲ့အဖွဲ့ဝင်ဒေါခင်ငိမ့်ခန့်နဲ့စားသွင်းသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံဒေါ်နေနေအေတို့ကဟောပြောကြားကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဆွေနွေကပေးပို့လာတာပါ